မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျမတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါကို Okay မင်္ဂလာပါညီမဒီနေ့မှာတော့ wall နိုင်ငံနဲ့ပတ်သက်တဲ့ဝဟာရတွေကိုပို့ပြီးအသေးစိတ်ကြကြသိကြပါမယ် နိုင်ငံတလုံးကအဆောက်အုံမှာဘလို့အဓိကတာဝန်တွေကိုထမ်းဆောင်နိုင်တယ်လဲကိုဟုတ်ကဲ့နိုင်ငံတစ်ခုလုံးမှာအဓိကကျတဲ့တာဝန် function နှစ်ခုရှိနိုင်ပါတယ်ပထမတစ်ခုကအပေါ်ထပ်တည်တဲ့ online world view ထမ်းထားပေးတာဖြစ်ပြီးအဲ့ဒါကို barren wall ဝန်ထမ်းနိုင်ငံလို့ခေါ်ပါတယ်ဒုတိယတစ်ခုကတော့ငလီးနဲ့လေးလို့ဘေးဒိုက်အားတွေကိုတွန်းကန်ပေးတာဖြစ်ပြီးအဲ့ဒါကို shear wall လို့ခေါ်ပါတယ်ဒီလိုအရေးကြီးတဲ့ဝန်တွေကိုထမ်းဆောင်တဲ့နိုင်ငံတွေကိုခြုံငုံပြီးခေါ်တဲ့ဝန်ဟာရှိသလားရှင်ဟုတ်ကဲ့ရှိပါတယ် အဲ့လိုဝန်ထမ်းနေရန်ဖြစ်စေ share war နေရန်ဖြစ်စေအရေးကြီးတဲ့တာဝန်တစ်ခုခုကိုထမ်းဆောင်နေတဲ့ဘယ်နေရန်ကမှဆို structural war တိဆောက်ပုံစံရနေရန်လိုချုံုံပြီးခေါ်ပါတယ်အဲ့ဒီဝန်တစ်ခုလုံးကိုမထမ်းဆောင်ဘဲနေရာပိုင်းခြားဖို့တတ်တတ်ပဲသုံးတဲ့နေရန်ကို non structural war တိဆောက်ပုံစံရမဟုတ်သောနေရန်လို့ခေါ်ပါတယ် share war ကို vertical diaphragm လို့လည်းယဉ်ညွန်းလာတွေ့ရပါတယ်ဘာကြောင့်မလဲကိုဒါကသူ့ရဲ့အလုံးလို့ပုံကိုနားလည်လွယ်အောင် ရှင်းပြတော့ jumping horizontal diaphragm ကဘေးဒိုက်အားတွေကိုစုစည်းပြီးပို့ဆောင်ပေးသလို shear wall ကလည်းအဲ့ဒီအားတွေကိုတောင်လိုက်အနေထားနဲ့လက်ခံပြီး oak foundation စီကိုပို့ဆောင်ပေးတဲ့အတွက် vertical diaphragm လို့တင်စားခေါ်ဝေါ်တာဖြစ်ပါတယ်။တာမန်အိမ်တွေမှာသုံးတဲ့ shear wall တခုကိုဘယ်လိုတည်ဆောက်လို့ရှိပါကလဲရှင်။အသုံးမဆုံးကတော့ light frame wood shear wall ပါ။ပထမဆုံးတည်သားတိုင်လေးလေးနဲ့ light frame ပေါ်ပါသောဘောင်ရည်တစ်ခုကိုတည်ဆောက်ပါတယ်။ ပြီးရင်အဲ့ဒီဘောင်ပေါ်မှာ wood structural panel လို့ခေါ်တဲ့ plywood အထက်သားဒါမှမဟုတ် OSB နဲ့ဖုံးအုပ်လိုက်ပါတယ်။အဲ့ဒီအခါမှာအဲ့ဒီနယံကဘေးတိုက်အားတွေကိုအလွန်ခံနိုင်ရရှိတဲ့ shear wall တစ်ခုဖြစ်သွားပါတယ်။အဆောက်အုံတစ်ခုလုံးရဲ့ဖွဲ့စည်းစနစ်အနေနဲ့ရောဒီနယံတွေကိုဘလို့အသုံးပြုပါကြလဲကိုအသုံးရတဲ့စနစ်တစ်ခုကတော့ bearing wall system ဝန်ထမ်းနယံစနစ်ပါ။ဒီစနစ်မှာအဆောက်အဦရဲ့ downlight one အားလုံးကိုနယံဒီ bearing walls ကပဲအဓိကထမ်းထားထားပါတယ် ပြီးတော့ဘေးတိုက်တက်ရောက်လာတဲ့ငလင်အားတွေကိုတော့အဲ့ဒီနယံတွေထဲမှာတချို့ကို shear wall တွေအဖြစ်ဒီဇိုင်းထုတ်ပြီးခန်းနိုင်အောင်လုပ်ထားတာဖြစ်ပါတယ်။အလွန်ရှည်လျားပြီးရှုပ်ခွေးတဲ့တင်ဂေတာနဲ့မှတ်သားမှု symbols and notations ဒီတင်ဂေတာအားလုံးကဘလို့ဆက်ဆက်ပြီးအလုပ်လုပ်တယ်လဲဆိုတာကိုအလွယ်ဆုံးထိအောင် ရှင်းပြပေးလို့ရမလားကိုဟုတ်ကဲ့ဒီတင်ဂေတာတွေကိုငလင်ဘဲတန်ဒီဇိုင်းလုပ်ငန်းအဆင့်အလိုက်အုပ်စုဖွဲ့ပြီးရှင်းပြပေးပါမယ်။ပထမဆုံးအနေနဲ့ ငလင်မြေပင်လုခမှုဘလပ်ပင်းထန်နိုင်တယ်လဲဆိုတာကိုအရင်စစ်ဆေးရပါတယ်အဲ့ဒါကိုသုံးတဲ့သင်္ကေတတွေကတော့ SS နဲ့ S1 လို့သင်္ကေတတွေကငလင်အနည်းမြေပင် မတုံးနေကြတော့အခြေခံမြေပင်လုခမှုပင်းထန်အားတွေဖြစ်ပါတယ်ပြီးရင် FA နဲ့ FV ဆိုတဲ့ site coefficients တွေကအဲ့ဒီလုခမှုကိုအဆောက်အဦတည်ရှိနေရမှာမြေအမျိုးအစား site class ပေါ်မှာမူတည်ပြီးချိန်ညီပေးပါတယ် VS နဲ့ ANLO ကတော့အဲ့ဒီ site class ကိုတတ်မှတ်ဖို့သုံးတဲ့တကယ်မြေသားစစ်မေးခြင်းကနေရတဲ့အချက်လက်တွေဖြစ်ပါတယ် ဘဝဝန်ကျင်ကိုစစ်ဆေးပြီးပြီဆိုရင်အဆောက်အုံကိုဆက်ရမှာပေါ့နော်ကိုအတိအကျပဲညီမနောက်တစ်ဆင့်ကအဆောက်ဦးရဲ့အခြေခံလက္ခဏာတွေကိုတတ်မှတ်တာပါအဲ့ဒါကိုသုံးမဲ့ thinking error တွေကတော့ W ကအဆောက်ဦးရဲ့ effective seismic weight ပါ T ကအဆောက်ဦးရဲ့ fundamental period ပါဆိုလိုတာကသူကဘလောက်မြန်မြန်ရိမ်းထိုးတာလဲဆိုတာပါ F'C နဲ့ FY တို့ကတော့အသုံးပြုမဲ့ concrete နဲ့တန်ကြောင်းတွေရဲ့ခံနိုင်ဝန်အားနေဖြစ်ပါတယ်အဲ့ဒီအခြေလက်တွေနဲ့ ဓိကငလင်အားကိုဘလို့တွက်ချက်ပါတယ်လဲရှင်အဲ့ဒီအချက်လက်တွေကိုပေါင်းစည်းပြီးအဆောက်အဦတစ်ခုလုံးအပေါ်တက်ရောက်မဲ့စုစုပေါင်းဘေးတိုက်အားဒါမှမဟုတ် base shear ကို V ဆိုတဲ့သင်္ကေတနဲ့တွက်ချက်ပါတယ်အဲ့ဒီညီမချင်းထဲမှာအဓိကကြတဲ့အချက်ကတော့ CS seismic response coefficient ပါပဲသူကအဆောက်အဦရဲ့လုခတ်ချင်း T နဲ့မြင်းပြင် လုခမှု S ကိုဆက်ဆက်ပေးတဲ့အရေးကြီးတဲ့ကိန်းဂဏန်တစ်ခုဖြစ်ပါတယ် base shear V ကိုရပြီဆိုရင်အဲ့ဒီအားကြောင့်အဆောက်အဦက ဘလို့တုံ့ပြန်မလဲဆိုတာကိုရောဘလို့တင်ကြတာတွေနဲ့ဖော်ပြပါတယ်ကိုအဲ့ဒါကတော့ဘေးထဆိုးရင်တွေကိုကြိုတင်ခန့်မှန်းကနေတူပါတယ် Delta ဆိုတဲ့တင်ကြတာနဲ့ story drift ကိုတိုင်းလာပါတယ် AS ဆိုတာနဲ့အဆောက်အဦညတော်ရှင်ကိုထဲ့သွင်းစဉ်းစားပါတယ် Zeta ဆိုတဲ့တင်ကြီးမှုကိန်းနဲ့ P Delta effect ကိုစစ်ဆေးပါတယ်စီရင်ထဲမှာအလွန်အရေးကြီးပုံရတဲ့တင်ကြတာတွေထဲက R ဆိုတာကဘာကိုဖော်ပြပါတယ်ကို R ဆိုတာ response modification coefficient ပါသူကအဆောက်အဦရဲ့ ductility ကိုကိုစားပြုပြီးအလွန်ကြီးမားတဲ့ငလျင်အားကိုလက်တွေ့ကျတဲ့ design ဝင်အားတစ်ခုအဖြစ်လွတ်လျော်ချပေးတဲ့အရေးကြီးဆုံး gain တစ်ခုဖြစ်ပါတယ်အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group မိကအကူကတော့အစီအစဉ်ကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်နောက်တစ်ခေါက်မှလည်း MNBC နဟုတ်25အပိုင်းထုံးရဲ့အခန်းခွဲထုံးတဒမလီရဲ့ကြမ်းရှိသောစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။